ားအလုံးမင်းမင်္ဂလာပါခင်ဗျာအစစ်မြေနီးပညာတော်အမေရိကန်ဗာဂျီးနီးယားရင်ငုတ်တင်မောက1942ခုနှစ်မှာဂျပန်အင်ပါယာရစ်တက်နဲ့မီးကုံရန်ကုန်တိုက်ခိုက်ခဲ့ပါတယ်အစောပိုင်းတိုက်ပွဲတွေမှာအောင်မြင်မှုတွေရရှိခဲ့ပြီးကိုကုတ်ကိုယုံကြည်မှုရှိနေတဲ့ဂျပန်ရစ်တက်တင်မောအစုကပစိဖိတ်တမုတ်တရားလဲမှာရှိပြီးမဟာဗျူဟာအရရေးပါတဲ့မေဝေးအီဒိုကျွန်းစုတီနီယာမှာအမေရိကန်ရဲ့ရစ်တက်အင်အားကိုချိန်မုံပစ်ဖို့ရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ရစ်တက်ကနောက်ဆုံးပေါ်နီးပညာတက်ဆင်ထားတဲ့ ဗာဂျီးနီးယားအစင်းကြီးရေငုပ်သင်္ဘောတစည်းတည်းကိုတက်ပြန့်ချထားပြီးဂျပန်တွေကိုအံအားသင့်စေခဲ့ပါတယ်။အမေရိကန်ဗာဂျီးနီးယားရေငုပ်သင်္ဘောကဒုတိယကမ္ဘာစစ်ခေတ်ကာလကရေငုပ်သင်္ဘောတွေရဲ့စွမ်းဆောင်ရည်နဲ့အပြတ်အသတ်ကွာဟနေပါတယ်။အမေရိကန်ဗာဂျီးနီးယားရေငုပ်သင်္ဘောကသူ့ထက်အင်အားကြီးမားတဲ့ဂျပန်ရေတပ်သင်္ဘောအုပ်စုနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။ဂျပန်ရေတပ်သင်္ဘောအုပ်စုတွေမှာအကာဂီ၊ကာကာ၊ဆော်ယူနဲ့ဟိုင်အာယူဆိုတဲ့လေယာဉ်တင်သင်္ဘော၄စီးစစ်သင်္ဘောနှစ်စီး၊ခရူဇာစစ်သင်္ဘောကြီးနှစ်စီး၊ဖြတ်သင်္ဘောဆယ်နှစီး အပေါ်စားခရူဇာတင်မောတစီးနဲ့ရင်ငုံတင်မော73စီးတို့ပါဝင်ပြီးအားလုံးကဒေတာတွင်းကိုလုံးဝထိန်းချုပ်ဖို့အာရုံစိုက်ထားပါတယ်။အရွယ်စားအဖြစ်တင်းခဲ့တဲ့အမေရိကန်ဗာဂျီးနီးယားရင်ငုံတင်မောကတစ်ဖက်ရန်သူအန်အားတင်နိုင်လောက်တဲ့စွမ်းရည်ရှိပြီးသူပြစ်လိုက်တာကိုခြေရာမခံနိုင်ခင်မှာပြစ်မှတ်ကိုအတိအကျပြစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။1942ခုနှစ်ဇွန်လ4ရက်နေ့မှာဂျပန်ရေတပ်တင်မောအစုကတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာဗာဂျီးနီးယားစစ်တင်မောကစတင်တိုက်ခိုက်ခဲ့ပြီးဂျပန်လီယင်တင်တင်မောတွေကို Farm Hot ဒုံးကျည်၄စင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တော်မဟုတ်ဒုံးကြီးတွေမှာအစစ်မြင့်ဤပညာတက်စင်တာပြီးပြစ်မှတ်အတိအကျကိုတိုက်ခိုက်နိုင်တဲ့စနစ်ပါဝင်ပါတယ်ဂျပန်လင်းတင်သမောတွေကိုတော်မဟုတ်ဒုံးကြီးတွေထိမှန်ခဲ့ပြီးအကြီးကျယ်ပျက်စီးခဲ့ပါတယ်ဒီလိုမဟာဗျူဟာကြကြလှုပ်ရှားမှုကြောင့်ဂျပန်ရီတက်ရဲ့အမိန်ဘေးကုတ်ကဲစနစ်နဲ့လေကြောင်းအင်အားကိုအရှိုက်ထိုးသလိုအထိနာစေခဲ့ပြီးဂျပန်တို့ရဲ့တခြားစစ်သင်္ဘောတွေကိုပါချိနဲ့စေခဲ့ပါတယ် မေဂန်ဗာဂျီနီးယားရင်ကုန်တင်မောရဲ့တိုက်ခိုက်မှုတွေအောင်မြင်ခဲ့ပေမဲ့၎င်းကတိုက်ခိုက်မှုတွေကိုဇက်တိုက်မပြုတ်လုပ်ခဲ့ပေမဲ့ဂျပန်စစ်တင်မောတွေရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေကိုရှောင်တိမ်ဖို့ရေအောက်အနက်ကိုငုံဆင်းသွားခဲ့ပါတယ်။ဒီလိုလှုပ်ချင်းအပြင်ဂျပန်တပ်ဖွဲ့တွေကြားမှာဝေယုံသုံးကားဖြစ်ပြီးထုတ်ထွေးစွာကြံရိပ်ခဲ့ပါတယ်။ဒီလိုအခြေအနေမှာနောက်တစ်ခွက်ဘာရွှေ့မလဲဆိုတာကိုဗာဂျီနီးယားစစ်တင်မောကပုံရှုပ်ကွယ်ရှုပ်တနေရာကနေစီစဉ်နေပါတယ်။ဗာဂျီနီးယားအစင်းရှိကိမီရင်ကုန်တင်မောကတမိုင်းဝင်စစ်ပွဲတွေရဲ့လမ်းကြောင်းကိုပြောင်းလဲပစ်နိုင်တယ်ဆိုတာဒီခင်းချင်းကပေါ်ပြနေပါတယ်။ ထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒါ့အပြင်ကျွန်တော်တို့ရဲ့ content အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာလေရင်တင်သင်္ဘောတွေကိုပထမဆုံးပြတ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကရေချောင်းစစ်ပွဲမှာမဟာဗျူဟာအအဓိကကြတဲ့ရွှေကွက်တစ်ခုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လေရင်တင်သင်္ဘောတွေဟာရေတက်သင်္ဘောအုပ်စုရဲ့တောက်တိုင်တွေဖြစ်နေတာကြောင့်မှာ လင်းတင်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ခြင်းကတစ်ပင်တပင်ကိုအမြစ်ကခုတ်လဲပစ်ခြင်းနဲ့အလားတရန်တူညီပြီးရစ်တက်သင်္ဘောအုပ်စုရဲ့တခြားသင်္ဘောတွေဖြစ်တဲ့စစ်သင်္ဘောတွေ၊ cruiser သင်္ဘောတွေနဲ့တပ်သင်္ဘောတွေကိုအင်အားချိနဲ့သွားစီပါတယ်။ဒါအပြင်လင်းတင်သင်္ဘောတွေကိုတိုက်ခိုက်ခြင်းကြောင့်ရန်သူအတွက်ရှုပ်ထွေးမှုတွေဖြစ်စေပြီးတိုက်စစ်ဆင်မဲ့ရန်သူကိုခံစစ်နေတာဖြစ်သွားစေပါတယ်။အမေရိကန်နဲ့ဂျပန်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲမှာဗာဂျီးနီးယားစစ်သင်္ဘောကတမ်ဟော့ဒုံးကျည်တွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဂျပန်အကာဂီစစ်သင်္ဘောကိုပထမဆုံးစတင်ထိမှန်ခဲ့ပြီးမီးလောင်ပျက်စီးခဲ့ပါတယ်။ ်ပထမဆုံးဒုံးကြီးကြောင့်အကာဂီစစ်တင်းမောကလင်းရင်အစီး60လောက်နဲ့၎င်းရဲ့ main base နဲ့အပြင်းထန်ထိခိုက်ပျက်စီးခဲ့ပါတယ်။ဗာဂျီနီးယားဂျင်ကုတ်တင်းမောရဲ့ဒုတိယမြောက်ဒုံးကြီးကဂျပန်ရေတပ်ရဲ့ကာကာစစ်တင်းမောကိုထိမှန်ခဲ့ပြီးရေပေါ်မှာတင်မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။တတိယမြောက်ဒုံးကြီးကဂျပန်လင်းရင်တင်တင်းမောတွေထဲမှာအသေးငယ်ဆုံးဖြစ်တဲ့စော်ရုလင်းရင်တင်မောကိုထိမှန်ခဲ့ပြီးစစ်စင်ရဲ့ရန်ရားတွေပျက်စီးကတင်မောသားတွေကြားမှာဝေယုံသုံးကားဖြစ်ခဲ့ပါတယ်။ စတုတ္ထမြောက်နဲ့နောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်ကတော့ဟန်ဂါယုစစ်သည်မောဖြစ်ပြီးဂျပန်ရဲ့လေကြောင်းစွမ်းရည်ကိုထိထိရောက်ရောက်ဖျက်ဆီးခဲ့ပါတယ်။ဂျပန်ရဲ့လေနေသည်မောလေးစီးအပြင်းထန်ထိခိုက်ပျက်စီးမှုနဲ့အတူဂျပန်ရေတပ်သည်မောအုပ်စုရဲ့အမိန်ပေးတိစောက်ပုံစနစ်ပါပြိုလဲပြီးကျန်တဲ့သည်မောတွေကအင်အားချိနေပြီးအကာအကွယ်မဲ့သွားပါတယ်။အမေရိကန်ဗာဂျီးနီးယားစစ်သည်မောကဂျပန်တပ်တွေရှာလို့မရအောင်ရေအောက်ပေ600နက်ကိုငုတ်သွားတာကြောင့်အခြေအနေကိုခံမှန်းတွက်ချက်ချင်းရခဲ့ကဂျပန်တွေလည်းရှာလို့မတွေ့ခဲ့ပါဘူး။ ၎င်းရဲ့စိုနာစနစ်အတန်လိုက်ဖြင့်ရေအောက်အရာဝတ္ထုတွေရဲ့တည်နေရာကိုရှာဖွေသောကိရိယာနဲ့နောက်ထပ်တိုက်ခိုက်မှုပြုလုပ်ဖို့အသင့်ပြင်ထားပါတယ်။ဂျပန်ရေတပ်သင်္ဘောအစုကထိန်းချုပ်မှုပြန်ရဖို့စူးစမ်းရုံးကန်နေရပြီးနောက်နှစ်နာရီလောက်အကြာမှာဗာဂျီးနီးယားစစ်သင်္ဘောကကွန်ဂိုအဆင့်ရှိစစ်သင်္ဘောတွေကိုပြင်ပထားတိုက်ခိုက်ခဲ့ပါတယ်။ကွန်ဂိုအဆင့်ရှိစစ်သင်္ဘောတွေကရွယ်စားကြီးမားပြီးလင်မြန်ပေမဲ့ကြီးကားတဲ့နေရာမှာအရန်အားနေတာကြောင့်ဗာဂျီးနီးယားစစ်သင်္ဘောရဲ့လက်နက်တွေကိုခံနိုင်ရင်မရှိပါဘူး။ ဒီအဆင့်ကဗာဂျီးနီးယားစစ်သင်္ဘောအတွက်နောက်ထပ်အပြင်းထန်တိုက်ခတ်ရမယ့်အချိန်ဖြစ်ပါတယ်ဗာဂျီးနီးယားစစ်သင်္ဘောရဲ့စစ်မြေနီးပညာနဲ့စွမ်းဆောင်ရေးကရေတပ်စစ်ပွဲရဲ့ရလဒ်ကိုတိတိတတ်တတ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်ဗာဂျီးနီးယားဂျင်ကုတ်သင်္ဘောကဂျပန်ရေတပ်သင်္ဘောအုပ်စုကိုဖုတ်ဖို့ညံ့ညက်ကြေအောင်ဆက်လက်တိုက်ခတ်ခဲ့ပါတယ်ဗာဂျီးနီးယားစစ်သင်္ဘောကစစ်မြေ March 48တော်ပီဒို20နဲ့ဂျပန်စစ်သင်္ဘော20ကိုချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်တော်ပီဒိုတစ်စင်းရဲ့၄ချိန်က3944ပေါင်နီးပါးလေးပြီးပေါင်654ချိန်ရှိတဲ့စစ်မြေဖောက်ခွဲထိပ်ဘူးကိုတက်ဆင်ထားပါတယ် အဲ့ဒီတော်ပီဒိုတွေကတနအီကိုရေမှန်63မိုင်ကျော်အထိသွားနိုင်ပြီးရှောင်ရှားဖို့ရမ်းခက်ပါတယ်အထူးသဖြင့်ဂျပန်တွေရဲ့ကြီးကစနစ်တိတ်မရှိပဲခင်မမီတော့တဲ့ကွန်ဂိုအစင်းရှိတင်မောတွေကတော်ပီဒိုတွေကိုခံနိုင်ရင်မရှိပါဘူးအဲ့ဒီတော်ပီဒိုတွေက၎င်းတို့ရဲ့ပြတ်မှတ်တွေကိုအတိအကျထိမှန်ခဲ့ပြီးဂျပန်စစ်တင်မောနှစ်စီးလုံးကိုလုံးဝပြတ်သုံးသွားစေခဲ့ပါတယ်ဂျပန်ရေတပ်တင်မောအစုကလက်ရှိအခြေအနေရဲ့အတိမ်နဲ့ကိုနားလည်လာပါတယ်အမေရိကန်ဗာဂျီးနီးယားတင်မောဟာအချင်းချမှုတိတိလေးမဟုတ်ပဲအင်အားကြီးမားတဲ့ရေငုပ်တင်မောဆိုတာကိုဂျပန်တွေနားလည်ခဲ့ပါတယ် ဝယုံတုံးကားအခြေအနေနဲ့ထိခိုက်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပေမဲ့ဂျပန်ရင်ကုန်သင်္ဘောတွေဟာပြန်လည်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာဗာဂျီးနီးယားရင်ကုန်သင်္ဘောရဲ့ခြေလုံလက်လုံရှိမှုနဲ့ရေအောက်ကတခြားရင်ကုန်သင်္ဘောတွေနဲ့အရာဝတ္ထုတွေကိုရှာဖွေတဲ့စူနာစွမ်းရည်ကိုမရှင်းနိုင်ခဲ့ပါဘူး။ဗာဂျီးနီးယားရင်ကုန်သင်္ဘောကိုတခြားရင်ကုန်သင်္ဘောတွေခိမိရင်ကုန်သင်္ဘောတွေကတော့မမြင်ရသလောက်ဖြစ်တာကြောင့်၎င်းကိုအောင်မြင်စွာပြစ်မှတ်ထားတိုက်ခိုက်နိုင်ဖို့မဖြစ်နိုင်တော့ပါ။တကယ်လို့ဂျပန်ရင်ကုန်သင်္ဘောတွေကဗာဂျီးနီးယားရင်ကုန်သင်္ဘောကိုတနည်းနည်းနဲ့ပြစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ရင်တော့ ာဂျီးနီးယားရဲ့တံမြန်ကာဝေးစနစ်တွေကိုချထားပြီးဖြစ်ပါတယ်။အဲ့ဒီတံမြန်ကာဝေးစနစ်တွေမှာဗာဂျီးနီးယားဂျင်ကုတ်တင်မောကထွက်တဲ့စူညံတန်နဲ့တူအောင်ဖန်တီးထားတဲ့တီချက်တွေပါဝင်ပါတယ်။ဒီတီချက်တွေကြောင့်ရန်သူဘက်ကရှုပ်ထွေးဝေဝါးသွားပြီးတော်ပီလိုတွေကိုလမ်းလွဲသွားစေပါတယ်။တစ်ချိန်တည်းမှာဗာဂျီးနီးယားဂျင်ကုတ်တင်မောရဲ့တိုက်ခိုက်မှုကြောင့်ဂျပန်ဂျင်ကုတ်တင်မောတွေဟာချိတ်ဆက်ဆောင်ရွက်ဖို့အခက်တွေ့ခဲ့ပါတယ်။ဂျပန်ရင်ကုတ်တင်မောတွေဟာရွေးချယ်စရာနှစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဂျပန်စစ်တင်မောတွေကမဲမဲမြာပြက်ခတ်ပြီ ၎င်းတို့ရဲ့တီနီယာကိုဖောက်ထုတ်ပြတ်သမလားသို့မဟုတ်ပုံးနေပြီ၎င်းတို့ရဲ့တင်မောစုမီးလောင်ပျက်စီးနေတာကိုဒီတိုင်းထိုင်ကြည့်နေမလားအကြီးအကျယ်ဖြက်စီးတိုက်ခိုက်ခံခဲ့ရတဲ့ဂျပန်တင်မောအုပ်စုမှာအခုဆိုရင်ခရူဇာတင်မောတွေနဲ့ဖြက်တင်မောတွေသာကြံမာတော့တယ်ဒီတင်မောတွေကအုပ်စုပြန်ဖွဲ့ပြီးတံပြန်တိုက်ခိုက်ခဲ့ပေမဲ့၎င်းတို့ရဲ့အာထုပ်ကြိုးပမ်းမှုကအချင်းချင်းဖြစ်ခဲ့ပါတယ်ဗာဂျီးနီးယားဂျင်ကုတ်တင်မောကဒီအချင်းတွေကိုအခွင့်ကောင်းယူခဲ့ပြီးနောက်တစ်ကြိမ်ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်ဗာဂျီးနီးယားဂျင်ကုတ်တင်မောမှာ MAX 48 Torpedo 20နဲ့ Tomahawk Cruise ဒုံးကျည်80မဲကြံမာတော့တယ် ဒီလက်နက်တွေနဲ့ကြမ်းရှိနေတဲ့ဂျပန်တင်မောတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဂျပန်တင်မောဒစည်းစီကိုတော်ပီဒိုဒစင်းစီပြစ်ခတ်မဲ့အစားတွမ်မဟော့ဒုံးကျည်တွေအသုံးပြုပြီးဖျက်တင်မောအုပ်စုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။တွမ်မဟော့ဒုံးကျည်တွေကပောက်ကွဲမှုအားကြီးမားပြန့်နှံ့လာကြောင်းဂျပန်တင်မောတွေကိုပါတစ်ချိန်တည်းဖျက်ဆီးပစ်နိုင်ပါတယ်။ဗာဂျီးနီးယားဂျင်ဟုတ်တင်မောကကြမ်းရှိနေတဲ့တော်ပီဒိုနှစ်စင်းကိုအင်အားကြီးမားဆုံးဂျပန်ခရူဇာတင်မောတွေဖြစ်ကြတဲ့တိုနီနဲ့ချီကူမာကိုပြစ်ဖို့ချိန်ထားပါတယ်။ ဗာဂျီးနီးယားရင်ခုန်သင်္ဘောရဲ့ပြင်မှတ်ကိုတိတိကျကျတိုက်ခိုက်မှုကြောင့်ဂျပန်ရေတပ်သင်္ဘောအစုဟာဆုတ်ပြတ်တက်သွားပြီးအကယ်တမ်းမှလက်တုံမပြန်နိုင်ခဲ့ပါဘူးဂျပန်ဖြတ်သင်္ဘောတွေနဲ့ခရူဇာသင်္ဘောတွေဟာအသုံးပြုလို့မရဖြစ်ချင်ဖြစ်နဲ့ရေအောက်ကိုနစ်မြုပ်သွားပါတယ်ဂျပန်သင်္ဘောအစုရဲ့အပျက်စီးတွေကလည်းရေပေါ်ပေါ်လို့ပေါ်မျောနေကြပါတယ်ဗာဂျီးနီးယားရင်ခုန်သင်္ဘောအတွက်နောက်ဆုံးကြန့်ရှိနေတဲ့ချိန်ချောက်မှုကတော့ဂျပန်ရင်ခုန်သင်္ဘောတွေဖြစ်ပါတယ် ဂျပန်ရင်ခုန်တင်မိုးတွေကကြံရမရတဲ့အဆုံဘာဂျီးနီးယားကိုတော်ပီဒိုနဲ့ပစ်ဖို့တူးသားကောင်းကြိုးစားနိုင်ပါတယ်။ဒါပေမဲ့ဘာဂျီးနီးယားရဲ့အတန်လုံမှုနဲ့တံပြန်ဆောင်ရွက်ချက်တွေကြောင့်ဂျပန်ရင်ခုန်တင်မိုးတွေက၎င်းတို့ရဲ့တည်နေရာကိုမဖော်ပြဘဲတိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါပဲ။ ဂျပန်ရင်ခုတင်မောတွေက၎င်းတို့ရဲ့တင်ရာကိုဖော်ပြရင်၎င်းတို့ကိုယ်တိုင်ဖြက်စီးတိုက်ခိုက်ခံရမှာဖြစ်ပါတယ်ဂျပန်ရင်ခုတင်မောတွေမှာ၎င်းတို့ကူညီမဲ့မဟာမိတ်စစ်တင်မောတွေမရှိတော့လို့တံပြန်တိုက်ခိုက်ဖို့အတွက်ထိရောက်တဲ့နီလန်းလည်းမရှိတော့တာကြောင့်ကားတီးတဲ့အမှန်တရားကိုလက်ခံလိုက်ရပါတယ်ဒါကတော့ဂျပန်ရင်ခုတင်မောတွေရှင်သန်မှုအတွက်အကောင်းဆုံးနည်းကရေအောက်အနက်ကိုပြန်လည်ဆုတ်ခွာသွားတာပဲဖြစ်ပါတယ် ဗာဂျီးနီးယားရင်ခုန်တင်မောကဂျပန်တင်မောအုပ်စုကိုအောင်မြင်စွာဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပေမဲ့ရင်ခုန်တင်မောတစည်းတွေကဂျပန်အင်ပါယာရေတက်လို့ရေတက်တစ်ခုလုံးကိုလုံးဝအမြင့်ဖြတ်ချိန်မုံပစ်ခဲ့တဲ့ဖြစ်ရမှာထောက်ပံ့ရင်းနဲ့စစ်စင်ရေးစိန်ခေါ်မှုတွေလည်းပါဝင်ပါတယ်။ဗာဂျီးနီးယားကမစ်ရှင်တွေကိုကြေကြံပြတ်ပြတ်လုံးဆောင်နိုင်ပေမဲ့၎င်းရဲ့ရင်းမြစ်တွေအကန့်အသတ်မဲ့မဟုတ်ပါဘူး။ဗာဂျီးနီးယားရင်ခုန်တင်မောကစီပြန်ဖြည့်တာ၊ရိခပြန်ဖြည့်တာနဲ့ပြုပြင်ထိန်းသိမ်းရေးတွေလိုအပ်တာကြောင့်ထောက်ပံ့ပို့ဆောင်ရေးအဓိကပြဿနာဖြစ်လာပါတယ်။ ဒီလိုအလုပ်တွေလုပ်ဖို့ဆိုရင်ရန်သူရဲ့ချိန်ချောက်မှုတွေရှောင်ကွင်းနိုင်အောင်ရင်ကုန်တင်မောဟာခြေရာဖြောင်းနေရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာဗာဂျီနီးယားရင်ကုန်တင်မောဟာမေဝေးကျွန်းမှာရှိတဲ့အမေရိကန်ရင်ကုန်တင်မောအခြေစိုက်စခန်းမှာလိုအပ်ချက်တွေကိုပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ကြန့်ရှိနေတဲ့ထောက်လိုင်းတပ်ဖွဲ့တွေကပြန်လည်စုဖွဲ့နေတယ်ဆိုတော့ထောက်လိုင်းသတင်းအချက်အလက်ကတည်ရရှင်ရေးတမရေးပါပါတယ်။တင်မောကြီးတွေအများပြားဖြတ်စည်းခံခဲ့ရတဲ့ဂျပန်တွေဟာ၎င်းတို့ရဲ့နေမြေပိုင်တွေကိုကာကွယ်ဖို့တင်မောငယ်တွေနဲ့ရင်ကုန်တင်မောတွေကိုသာအားကိုးခဲ့ရပါတယ်။ ဗာဂျီးနီးယားရင်ကုန်သင်္ဘောရဲ့ခိမီဆိုနာစနစ်တွေကဂျန်သူရဲ့လှုပ်ဆောင်မှုတွေကိုခြေရာခံနိုင်အောင်ကူညီခဲ့ပြီး၎င်းတို့ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းချက်လက်ကိုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဗာဂျီးနီးယားရင်ကုန်သင်္ဘောရင်ဆိုင်ခဲ့ရတဲ့အဓိကစိန်ခေါ်မှုတွေကတခုကသင်္ဘောသားတွေစိတ်တက်မကြဖို့ထိန်းထားနိုင်ရည်ဖြစ်ပါတယ်။ရန်များတဲ့ရေပြင်မှာအချိန်ကာလတစ်ခုကြာသေးသည့်တယောက်တည်းဖိုက်နေရတဲ့ဗာဂျီးနီးယားရင်ကုန်သင်္ဘောကသင်္ဘောသားတွေဟာစိတ်ပိုင်းဆိုင်ရာနွမ်းလဲရလာနိုင်ပြီးစိတ်ပြည့်စုံမှုတွေဖြစ်ပေါ်လာတာဆုံးဖြတ်ချက်ချရမှာလဲတွန်းဆုတ်တွန်းဆုတ်ဖြစ်လာနိုင်ပါတယ်။ ရေပြင်ကျဲမှာတယောက်တည်းထိတဲ့နေရတဲ့ပြဿနာကတင်မောသားတွေအတွက်အင်မတန်ကြီးမားတဲ့ပြားဖြစ်ပြီးတာဝန်ထမ်းဆောင်မှုအတွက်အထူးအာရုံစိုက်မှုနဲ့ပေါင်းစည်းညီညွတ်မှုလိုအပ်ပါလိမ့်မယ်။ဗာဂျီးနီးယားရင်ငုပ်တင်မောဟာဤပညာအထူးအဆင့်မြင့်ပြီးတိုက်ခိုက်မှုစွမ်းအားမြင့်ပေမဲ့သူ့မှာလည်းအဓိကကန့်သက်ချက်တစ်ခုရှိပါတယ်။သူလည်းလက်နဲ့ပြတ်တောက်သွားနိုင်ပါတယ်။ဗာဂျီးနီးယားရင်ငုပ်တင်မောဟာသီအိုရီယာဂျပန်ရေတပ်တစ်ခုလုံးကိုလက်နဲ့တစ်စုံတရာမကြမ်းရှိဘဲဖျက်ဆီးနိုင်ခဲ့ပေမဲ့လက်နဲ့မဲ့သွားရင်ရန်သူရဲ့ရေပြင်မှာအကာအကွယ်မဲ့ဖြစ်သွားပါလိမ့်မယ်။ဗာဂျီးနီးယားတင်မောကအသုံးပြုခဲ့တဲ့မတ်ဖိုဒီအိတ်နဲ့ တွမ်ဟော့ဒုံးကြီးတွေကဒုတိယကမ္ဘာစစ်ကာလအတွင်းမှာမပေါ်သေးပါဘူး။ဒါကြောင့်ရင်ကုန်သင်္ဘောတစ်စီးတည်းကရေတပ်တစ်ခုလုံးကိုချိန်မုံးပစ်ခဲ့တယ်ဆိုတာပိုလို့တော်သဘောဝါမကြောက်ပါဘူး။ဒါကဗာဂျင်နီးယားနဲ့ဒုတိယကမ္ဘာစစ်ကာလကရင်ကုန်သင်္ဘောတွေကြားမိပညာကွာဟမှုကိုမိမောင်းထိုးပြနေပါတယ်။ဒါကြောင့်ဗာဂျင်နီးယားရင်ကုန်သင်္ဘောရဲ့တိုက်ခိုက်မှုကြောင့်အပြက်စီးတွေကြီးကြီးမားမားဖြစ်ပေါ်နိုင်ခဲ့ပေမဲ့သင်္ဘောတစ်စီးတည်းနဲ့ဂျပန်ရေတပ်အင်ပါယာတစ်ခုလုံးကိုချိန်မုံးပစ်ခဲ့တယ်ဆိုတဲ့သဘောတရားယူဆသဘောဝါမကြောက်နိုင်မှုကိုသူ့ရဲ့အကန့်အသတ်နဲ့ရှိတဲ့ရင်းမြစ်တွေနဲ့ထောက်ပံ့ရေးစိန်ခေါ်မှုတွေကပေါ်ပြနေပါတယ်။ ဒီလိုစိတ်ကူးရင်ဆန်ဆန်ဖြစ်ရမှာတကယ်လို့ USS Virginia တင်မောကသူ့အတွက်လက်နက်တွေကိုတနည်းနည်းနဲ့ပြန်လည်ဖြစ်တင်းနိုင်ခဲ့မယ်ဆိုရင်ဂျပန်ရေတပ်တစ်ခုလုံးကိုချိန်မုံပစ်မယ်ဆိုတဲ့မဖြစ်နိုင်တဲ့မစ်ရှင်ကိုအောင်မြင်အောင်လှုပ်ဆောင်ကောင်းလှုပ်ဆောင်ခဲ့ပါလိမ့်မယ်။ Virginia ရင်ကုန်တင်မောကဂျပန်ရေတပ် Empire တစ်ခုလုံးကိုအမြင့်ဖြတ်တုတ်တင်ခဲ့လားတုတ်တင်ခဲ့ဘူးလားဆိုတာကိုအခုချိန်ဖြေရရင် No မဖြစ်နိုင်ဘူးလို့အတိအကျမပြောနိုင်ပေမဲ့ Baby ဖြစ်နိုင်တယ်လို့လည်းဖြေရမှာပါ။ ဒါပေမဲ့လည်းဗာဂျီးနီးယားရင်ငုတ်တင်မောကဒီမစ်ရှင်အောင်မြင်ဖို့အတွက်ဆိုရင်အဓိကအခြေအနေတချို့ပေါင်းဆက်ရပါလိမ့်မယ်။ဗာဂျီးနီးယားရင်ငုတ်တင်မောမှာနီးပညာအားသာချက်တွေရှိပေမဲ့လည်းဂျပန်ရေတပ်နဲ့အင်အားချင်းရှင်အရေးတွက်အားဖြင့်မြင့်မို့တောင်းတဲ့ဇီးစီပမာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျပန်ရေတပ်မှာဖြတ်တင်မောတွေ၊စစ်တင်မောတွေ၊ကူဇာတင်မောတွေနဲ့ရင်ငုတ်တင်မောတွေအများပြားရှိနေတဲ့ဖြစ်လို့ပါ။ဗာဂျီးနီးယားရင်ငုတ်တင်မောကပြစ်ပြီးပြေးဖို့နီးပြူဟာလိုအပ်ပါတယ်။ဒါမှသာရန်သူရဲ့ပြစ်ခတ်မှုစက်ကွင်းတွေကနေလို့အောင်ရှောင်ပြီးတိတိယောက်ယောက်တိုက်ခိုက်နေမှာဖြစ်ပါလေ။ရိခရင်းမြစီမံခန့်ခွဲလုပ်ငန်းစဉ်ဟာ ဗာဂျီနီးယားဂျင်ကုတ်တင်မောအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါအောင်မြင်မှုအတွက်ဆိုရင်ပုံကွယ်နေဖို့လိုအပ်ပြီးလှုပ်ဝက်နေရာတွေရှာဖွေကလက်နက်နဲ့တခြားလိုအပ်နေတဲ့ရင်းမြစ်တွေကိုပြန်လည်စုဆောင်းရမှာပါ။ဂျပန်ရဲ့ပထမအဆင့်ချီလေရင်တင်တင်မောကိုချိန်မုံပြီးနောက်ဗာဂျီနီးယားရင်ငုတ်တင်မောဟာကစ်ကာနဲ့အတူဂျွန်းတွေလိုရန်သူရဲ့ရိခါထောက်ပံ့ရေးအတွက်အဓိကကြားတဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှာပါရင်ငုတ်တင်မောရဲ့အမြန်နှုံးတဲ့နျူကလ িয়ার စွမ်းရင်အသုံးပြုနိုင်မှုကစစ်စင်ရေးတွေကိုကြဲကြဲပြက်ပြက်လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့ဂျပန်တပ်ဖွဲ့အများအပြားခုခံစစ်ပြင်ထားတဲ့ရေပြင်ကျဲတွေကိုဝင်ရောက်လာခြင်းဟာ အနေအများပါတယ်။ဘာကြောင့်လဲဆိုတော့ဂျပန်ရဲ့ကမ်းခြေအခြေဆိုင်လေရင်ပစ်စနစ်တွေဒေတာရဲ့လက်နက်တွေနဲ့ခြုံကိုတိုက်ခိုက်မဲ့အနေအရတွေရှိနေတာကြောင့်ပါ။ဂျပန်ရဲ့အဓိကကျွန်းအနီးမှာကပ်ပြီးဖြတ်တန်းသွားလာတာဟာလည်းအနေအရရှိပါတယ်။အထူးသဖြင့်ရေအောက်မိုင်းတွေရှိနေနိုင်ပြီးကာလကြာရှည်စစ်ဆင်ရေးပြုလုပ်ဖို့နဲ့ဆက်နွယ်လာတဲ့အခက်အခဲတွေရှိလာနိုင်ပါတယ်။ ဂျပန်ရေတပ်သင်္ဘောအစုကကမ်းခြေနားမှာကပ်နေခဲ့ရင်၎င်းတို့ရဲ့ရှင်သန်နိုင်တဲ့အခွင့်အလမ်းပိုများပါတယ်။ဘာကြောင့်လဲဆိုတော့ဗာဂျီးနီးယားရင်ကုန်သင်္ဘောကကျင်းမြောင်းတဲ့ကန်ယူရန်ခြေပြင်မှာတွာလာရတဲ့အခက်အခဲရှိတာကြောင့်ဂျပန်စစ်သင်္ဘောတွေကိုထိထိရောက်ရောက်တိုက်ခိုက်နေသောကအကန့်အသတ်နဲ့သာရှိနေပါတယ်။ဒါ့အပြင်ဂျပန်သင်္ဘောအစုကလူစုခွဲပြီးတင်းရှောင်တဲ့ဗျူဟာကိုအသုံးပြုခဲ့ရင်ဗာဂျီးနီးယားရင်ကုန်သင်္ဘောကဂျပန်စစ်သင်္ဘောတစ်စီးချင်းကိုလိုက်ပြရမှာဖြစ်တာကြောင့်အခက်အခဲရှိနိုင်ပါတယ်။သီအိုရီယာဗာဂျီးနီးယားရင်ကုန်သင်္ဘောရဲ့နည်းပညာကြောင့်ဂျပန်ရေတပ်အင်ပါယာပြိုကွဲပျက်စီးခဲ့ပါတယ်။ 那我比你嘛，偏送上门，娘！